အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီတစ်ခါနေ့တော့ Grade 11 English Unit 4မှာကျွန်တော်တို့ကြံရှိနေသေးတဲ့ True to ကနေ Enough to ကိုပြောင်းနေ Enough to ကနေ True to ကိုပြောင်းနေ Four Secret မှာလေ့ကျင့်ခန်း B ရဲ့ C ရဲ့ကိုအတူတူ ပြန်လည်လေ့လာကြရအောင်ကျွန်တော်ရဲ့ Channel လေးကနေ Grade 10 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တက်ဆက်ပြီးတော့မှအကြောင်းမို့ subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့ဥစွာတောင်းဆိုပါရစေ ဒါဆိုရင် exercise ကိုအတူတူလုပ်ကြည့်ကြရအောင်အကယ်၍ကျွန်တော်အရင်က exercise A ကိုမကြည့်ရသေးဘူးဆိုရင်လည်းကျွန်တော်ညာဘက်တောက်မှာပေါ်လာတဲ့ link လေးကိုနှိပ်ပြီးတော့မှကြည့်လို့ရပါတယ်ဒါဆိုရင်စကြရအောင် Okay rewrite the following sentences using enough to enough to နဲ့စရေးပါတဲ့ပြန်ရေးပါတဲ့ Okay သူပေးထားတာကတော့ to to ပေးထားမယ်အဲ့ဒါကိုကျွန်တော်တို့က enough to ကိုတောင်းပေးရမယ်ပေါ့အဲ့တော့ကျွန်တော်တို့သိရမှာက true to the negative တဘောဆောင်ပြီးတာအဲ့တော့ enough to က negative တဘောမဆောင်ဘူးအဲ့တော့ true to ကို enough to ကိုပြောင်းနေဆိုရင်ကျွန်တော်တို့ကစနစ်ကိုအငင်းပုံစံရောနှော့ပါအဲအတူချုံပြောလိုက်မယ်စင်နှော့ထည့်ပေးရမယ်ပေါ့ဗျာပြီးရင် adjective ကိုလည်းဆန့်ကျင်ပြီးတော့မှရေးပေးရမယ် okay ဒါလေးတော့တည်ထားဖို့လိုတယ် isabel isabel ဆိုတဲ့ကို exercise လုပ်ရင်းနဲ့ပဲကျွန်တော်တို့ဆွေးနွေးကြရအောင်အဲ့တော့ true to ကို enough to ပြောင်းမယ်ဆိုရင်သူ့နေရာမှာနှော့ထည့်ပေး adjective ကို sentence ရေ enough to verb နဲ့ဆက်လို့ပေး subject မတူ enough for to ပဲအဲ့တော့ to to က negative သဘောဆောင်တဲ့အတွက် to နေရာမှာ not ထည့်ပေးမယ်ပြီးမှ adjective ကို sentence ဘက်ကိုပြောင်းပေးရမယ်ပြီးတော့မှ enough for to နဲ့ဆက်ယူမယ် to က to ချေချာစဉ်းစားနေမယ်မလို့ဘူးကျွန်တော်တို့က sentence နဲ့ကြောင်းမဟုတ်တဲ့အတွက် to နောက်ကကိုဆက်ယူမယ်လို့ပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကြည့်အောင် to ကိုကျွန်တော်တို့က not ထည့်ပေးမယ်ပြီးတော့မှဒီ expenses ဆိုတဲ့ adjective ကိုဆန့်ကျင်ဘက်ကိုပြောင်းပေးရမယ်ဒါမှအတိတ်ဘက်ကတူမယ်ပေါ့နော် okay it is too expenses to transform salt water into useful fresh water ဒီအတုံးဝင်တဲ့ရေကြိုတွေကိုတဲ့စားစားငံရေကနေအတုံးဝင်တဲ့ရေကြိုဖြစ် ပြောင်းလဲရန်အတွက်အရန်ကို expenses ကုန်ကျစရိတ်များလွန်းနေတဲ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကို inefficient နဲ့ရေးပြမယ်ဘယ်လိုရေးပြမလဲစတဲ့ကိုကြည့်ရအောင် အဲ့တော့ it is သူနေရာမှာ not ထည့်ပြီး adjective ကိုဆန့်ကျင်ပြီးရေးရမယ် it is not expensive ရဲ့ဆန့်ကျင်ဘက်က chief enough to transform salt water into useful fresh water ဖြစ်ပါတယ်တိထားမှဒီသူက true က negative သဘောဆောင်နေပြီးသားကြောင့်မို့ကျွန်တော်တို့က negative သဘောကို not ထည့်ပေးတယ်ပြီးတော့မှကျွန်တော်တို့က adjective ကိုဆန့်ကျင်ပြီးရေးပြီးမှအဓိပ္ပာယ်တူတူဖြစ်မှာသူကသူ့အဓိပ္ပာယ်ကပါလဲဆိုတော့စားငံရေကိုရေကျူးပြောင်းဖို့အတွက်တော့လုံလောက်လောက်အောင် ဲဈေးမချူဘူးကိုကြားစိတ်မနှဲနေဘူးလို့ပြောတာဖြစ်တယ်အတိတ်ပဲကအတူတူပဲ Okay number 2 The boy was too far from me to identify who he was. ကောင်လေးကတဲ့သူဘသူလဲဆိုတာကိုကျွန်တော်ပြောဖို့အတွက်ကျွန်တော်နဲ့အရန်ကိုဝေးလွန်းတယ်။အဲ့တော့သူဘသူလဲဆိုတာကိုပြောဖို့အတွက်ကျွန်တော်ရဲ့လုံလောက်လောက်မနီးနေဘူးလို့ပြောရမှာပေါ့ဗျာ။ to နေရာမှာ not ပဲ adjective ကိုဆန့်ကျင်ရေးပြီးတော့မှ to but one နဲ့ဆက်လုပ်ပေးအတူတူပါပဲဗျာ။အဲ့တော့ okay ကြည့်ကြရအောင် the wine was not near fire sentence ကနီယာပြီးမှ enough to me to identify from he was ဒီနေရာမှာက far from ဆိုတဲ့အတွဲကြောင့်မို့ far from ဖြစ်နေတာနီယာကကြတော့ near friend ဆိုရင်ကျွန်တော်တို့ကဘာမှအတိအပယ်မရှိတော့ဘူးလေဗျာဒါကြောင့်မို့ near to လို့ဖြစ်သွားတာဖြစ်ပါတယ် okay နောက်ဆင်တော့နားလည်မယ်ထင်တယ်အဲ့တော့ far from နီ near to ဖြစ်မှရမှာ far from ကတွေ့ပြီးတော့မှ3နဲ့အတုံး near to ဖြစ်မှာစင်တီမာပါ okay number 3 your suki is too large to be taken on the plane မေရဲ့ suki ကြီးကတဲ့နော်လေယာဉ်ပေါ်တင်ပြီးတော့မှယူသွားဖို့အတွက်ကြီးလွန်းတယ်အဲ့တော့မေရဲ့ suki ကြီးကလေယာဉ်ပေါ်မှာတင်ပြီးတော့မှယူသွားလောက်အောင်လုံလုံလောက်လောက်သေးမနေဘူးလို့ပြောတာပြောချင်တာအဲ့တော့ to နေရာမှာ not ဖြစ် adjective ကိုဆန့်ကျင်ရေး your suki is not to ကို not ထည့်မယ် large ဆိုတာကို small ကိုပြောင်းမယ် enough to be taken on the plane ဖြစ်ပါတယ်ဒီ enough ကို adjective တွေ adverb တွေအနောက်မှာကပ်ရေးရဆိုတာကိုမမေ့ပါနဲ့ okay number 4 this organism is too small to be seen with the naked eye naked ဆိုတာကအဲ naked လို့ပြောလိုက်ရင်အားလုံးသိကြမယ်ကိုလုံးတီးယူပြောတာသူတို့ညာလဲ naked eye ဆိုတာကပုံမှန်ရိုးရိုးမျက်စိကိုပြောတာနော်ပုံမှန်ရိုးရိုးမျက်လုံးနဲ့ဒီသိရှိကတဲ့ရိုးရိုးမျက်လုံးနဲ့မြင်မနိုင်ဖို့အတွက်အရင်ကိုသေးလွန်းတယ် ဲ့တော့သူ့ရဲ့အတိတ်ပဲကိုပြန်ပြီးတော့မှ inaction နဲ့ရေးမယ်ဆိုရင်ဒီသစ်ရှိကရိုးရိုးမျက်လုံးနဲ့မြင်နိုင်ဖို့အတွက်လုံလောက်အောင်ကြီးမနေဘူးလို့ပြောရမှာ to နေရာမှာ not ထည့်ပေး adjective ကိုဆန့်ကျင်ရေး enough to နဲ့ဆက်လုပ်ပေးဦးမယ် so, Okay, this organism is not big enough to be seen with the naked eye ဖြစ်ပါတယ်။ Okay, ဆင်မြင်မယ်လို့ထင်တယ်။ Number 5, the aqua was too weak to be registered on Richter scale. ငလျင်ငါတဲ့ 2 week အားနည်းလွန်းနဲ့ to be registered on the richer scale richer scale ပေါ်မှာဒီမှတ်တမ်းတင်နိုင်ဖို့အတွက်အရန်ကိုအားနည်းလွန်းနေတဲ့ဒါ to to နဲ့ရေးထားတာ enough to နဲ့ရေးမယ်ဆိုရင်ငလျင်သည် richer scale ပေါ်မှာမှတ်တမ်းတင်နိုင်ဖို့အတွက်လုံလောက်အောင်အားမကောင်းဘူးလို့ရေးရမှာပေါ့ဗျာအဲ့တော့ to နေရာမှာ not ထည့်ပေး adjective ကိုစံချရေး the aqua was no wicked sentence ka strong enough to be registered on the register scale ဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့အစီအပြေသွားလိုက်မယ်လို့ထင်တယ်။ ဲ့တော့တိထားရမှသည် to နေရာမှာ not ထက်မဲ့ adjective ကိုစံကျင်ရေးမယ်ပြီးမှ enough to နဲ့စစ်လဲယူမှာပဲခင်ဗျာဒီကြံပြလေးကိုရရင်ရပါတယ်သူတို့ညာလဲ practice လုပ်တာဒီအကောင်းဆုံးမှာပဲကျွန်တော်ကကြံပြလေးကိုကြည့်တာလဲအားမပေးပါဘူးခင်ဗျာသူတို့ညာလဲတရှိနေတဲ့သူတွေအလုပ်ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ဝန်တာပါတယ် okay နံပါတ်4 rewrite the following sentences using 2 to 2 to နဲ့ရေးပေးပါတဲ့ okay the clay was not hot enough to be molded into the desired shape အဲ့တော့ထူးထူးကိုမမိသေးလားကျွန်တော်တို့ဒီ၁၂နှစ်ကျောင်းဆက်တုန်းက very near မှာ two tape adjective ကိုကလူရေး2.1နဲ့ဆက်လို့ပြီးလို့ကျွန်တော်တို့ကအဲကြပြလေးဆက်ခဲ့တာပေါ့ဗျာအဲ့တော့ဒီဟာကြတော့ဘလူရေးမလဲကျွန်တော်တို့ကသူလဲဒီတိုင်းပဲ two enough to do ကို enough to ပြောငယ်တော့ငါ two နေရာမှာ not ထည့်ပေးရတာ adjective ကိုဆန့်ကျင်ရေးခဲ့တာပြီးတော့မှ2.1နဲ့ 2 for 2เนี่ยไอ้โหลเสียยิดาบ่เปียเนาะ2 2เนี่ยเสียยิเกดา sorry 2 2เปียว่าอี inner 2เนี่ยเสียยิเกดาဒီမှာလဲဆိုတော့စန့်ကျင်ဘက်ကိုစမ်းစမ်းကြည့်လိုက်ပေါ့ထူးထူးကိုပြောင်းမယ်ဆိုရင်နှော့နေရာမှာထူးတက်ပေး adjective ကိုနော်စမ်းကျင်ရေးပြီးတော့မှ to but 1နဲ့ set လုပ်ပေးပဲဖြစ်ရမှာပေါ့ဗျာအဲ့တော့ inet 2ကိုပြောင်းမယ်ဆိုရင်နှော့နေရာမှာထူးတက်ပေး adjective ကိုစမ်းကျင်ရေး to but 1နဲ့ set လုပ်ပေးဒါပါပဲခင်ဗျာ အပြန်အလှန်လေးဆက်ဆက်ပြီးတော့မှ common sense ရှိတဲ့လူကစမ်းစမ်းလိုက်ရင်ရပါပြီ to to ကို enough to ပြောင်းခဲ့တော့ကဘယ်လိုလုပ်ခဲ့ရလဲ to နေရာမှာ not ထည့်ပေး adjective ကိုဆန့်ကျင်ရေးအခုက enough to ကို to to ပြောင်းမှာဆိုတော့ not နေရာမှာ to ထည့်ပေး adjective ကိုဆန့်ကျင်ရေးဒါပါပဲခင်ဗျာအဲ့တော့ရွှန့်စည်းဟာတဲ့နော် not have enough မာမနေဘူးလုံးလုံးလောက်မမာမနေဘူး mode ဆိုတာပုံသွင်းဖို့ into desire shape လိုချင်တဲ့ပုံစံတန်ကိုသွင်းဖို့လုံးလုံးလောက်လောက်မာမနေဘူးတဲ့အဲ့တော့ရွှန့်စည်းဟာလုံးလုံးတဲ့ပုံစံတန်ကိုပုံသွင်းဖို့အတွက်ပျော့လွန်းတယ်လို့ဖြစ်ရမှာပေါ့ဗျာအဲ့တော့ The clay was no near ma to tepe ejitego sanji hati sanjibega soft. Piroma to be molded into desired shape chipare. Okay, it is not safe enough to swim across the stream at this time of the year. It is not safe enough lo 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 be making move to swim. You google across the stream di chango at this time of the year. နစ်တနေရဲ့ဒီအချိန်မှာတဲ့ချောင်းကိုဖြတ်ကူးဖို့အတွက်တဲ့လုံလောက်အောင်ဘေးမကင်းဘူးနော်နေရာမှာထူးထက်ပေး adjective ကိုဆန့်ကျင်ရေးပြီးတော့မှ to but one နဲ့ဆက်လုပ်ပေးဦးမယ် inevitable ကနေ to ပြောင်းမှဆိုတော့ inevitable ဖြောမယ်ဆိုတော့ကျွန်တော်ပြောစရာမလိုဘူးလို့ထင်လို့မပြောခဲ့တာ okay it is too dangerous safe yet ဆက်ကျင်ဘက်က dangerous to swim across the stream at this time of the year ဒါပါပဲခင်ဗျာ okay The man did not speak slowly enough for me to understand what he was saying. လူကြီးဟာတဲ့နော်အဲ့ဒီလူဟာလုံလောက်အောင်နှီးနှီးလေးမပြောဘူးတဲ့ကျွန်တော်နားလေဖို့အတွက်ပေါ့သူပြောနေတာကိုကျွန်တော်နားလေဖို့အတွက်လုံလောက်အောင်ဖြည်းဖြည်းလေးမပြောဘူးတဲ့အဲ့တော့လူကြီးဟာကျွန်တော်သူပြောတာကိုကျွန်တော်နားလေဖို့အတွက်စကားပြောတာမြန်လွန်းတယ်လို့ဖြစ်ရမှာပေါ့ဗျာအဲ့တော့နော်နေရာမှာထူးထက်ပေးဒီမှာ not တမယ်လေးဖြိုးလို့မရဘူး did not ဖြိုးရမယ်နော်နေရာမှာထူးထက်ပေး adjective ကို ဒီမှာ adjective မဟုတ်ဘူး adverb ဆိုတဲ့အတွက် adverb ကိုဆန့်ကျင်ရေးပြီးတော့မှ to for me and for me ပေါ့ဗျာ to by one နဲ့ဆက်လုပ်ပြီး the man that ကြောင့်မို့ spoke လို့ပြောလိုက်တာလေးကိုသတိထားစီခြင်းနဲ့ past တင်ကြောင့်မို့ပြီးတော့မှ to slowly ရဲ့ဆန့်ကျင်ဘက်က fast ဖြစ်တဲ့ firstly မဟုတ်ဘူးနော် first ပဲ to first for me ဆက်ရေးဦးမယ် to understand what he was saying very easy one as a piece of cake 4. The sum is not easy enough for us to solve. Ero, no niyama, tu tepe, ejitego, sanjeye, tu vawansa lupe, for us, well, for us, be, te miyame. The sum is too difficult, easy, sanjemeka, difficult, for us to solve. Pare. Okay, the novel was not interesting enough for me to continue reading. What to gare, no, jano, sepa o, lo, 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 wala, si, ama, kong, mu, de. what to di, jano, sepa o, စစ်ဖက်မနိုင်လောက်အောင်ကိုအရန်ကိုပြင်းစရာကောင်းလို့နေပေါ့တော့နေရာမှာထူးထက်ပေး adjective ကိုစံချင်ရေး adjective စံချင်ပေးခဲ့တဲ့တိပို့တော်လို့တာပေါ့ဗျာပြီးတော့မှဆက်ရေးဦးမယ်ကျန်တာဆက်ရေးဦးမယ် the noble words to boeing interesting ရဲ့စံချင်ပေးက boeing မှာနော် lazy တွေပါရေမလို့ပါဘူး for me to continue reading ဖြစ်ပါတယ် Okay ဒါဆိုရင်တော့အားလုံးဆင်မြင်သွားလိမ့်မယ်လို့ထင်တယ်။ Sympathy များကိုလည်းကျွန်တော်ရဲ့ comment box မှာဝေယောင်မှတ်ချက်ပေးပေးပါ။အဲ့တော့ဒီနေရာမှာ မှတ်ထားရမှာဒီ2 2ကနေ inet 2ကိုပြောတာပဲဖြစ်ဖြစ် inet 2ကနေ2 2ကိုပြောတာပဲဖြစ်ဖြစ်2 2မှာက negative တဘောဆောင်နေပြီးတာ inet 2မှာက negative တဘောမဆောင်ဘူးဒါကြောင့်မို့2 2ကို inet 2ပြောနေဆိုရင် not ထည့်ပေးရမယ် adjective ကိုဆန့်ကျင်ပေးရေးပေးရမယ် inet 2ကနေ2 2ပြောနေဆိုရင်ဒီတိုင်းပဲ not ကို not နေရာမှာထွက်ချက်ပေးမယ် adjective ကိုဆန့်ကျင်ပြီးတော့မှရေးပေးဦးမှာပဲခင်ဗျာဒါဆိုရင်စင်ပြသွားမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုစုတိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ် ောက်ဗီဒီယိုမှာ balance ဆုံးတွေ့ကြရအောင်အပန်းမကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့မြတ်တမ်းရက်ခံပါရစေ bye bye